်ဆရာကြီးညနေကြောင်းလို့ရင်အဖိုးကအိမ်ကိုခဏကြွားခဲ့ပါအောင်တဲ့ဘာဖြစ်လို့လဲမောင်သိသားလည်းမသိဘူးအဖိုးကဆရာကြီးကိုပြောခိုင်းလိုက်လို့အေးအေးထမင်းစားပြီးရင်လာခဲ့မယ်လို့ပြောလိုက်ဟုတ်ကဲ့ဆရာကြီးရှစ်တန်းမှာတပည့်မောင်သိကကြောင်းစင်းချိန်ဇပွဲပေါ်ရှိစာရွက်တွေကိုတင်နေတယ်ကျွန်တော်ကပဲလာပြောခြင်းဖြစ်တယ်သူကအဖိုးလို့ပြောတဲ့ဥပမြင့်ကလည်းကျောင်းအကျိုးတော်ဆောင်တဦးဖြစ်တဲ့အပြင်ကျောင်းကိစ္စမှန်သမျှတာမကအရေးကိစ္စနဲ့လက်မနေတဲ့တစ်ကုံသေးကြီးတဦးဖြစ်တယ် ရွာကလူချမ်းသာအဆင့်ရှိပြီးတော့အင်္ဂလိပ်ခဲကတော်ကောင်းကြီးလေးဖြစ်ခဲ့ရာသူ့ဩဇာမှာလည်းဤနယ်ရိုက်တယ်တော့အလွန်ကြီးတယ် ရွာရင်စားတတ်ပေတဲ့ရှားတဲ့အထင်မှာတော့ဥပမင်းတို့လို80ကျော်ပိုင်းနေတဲ့အထင်မှာတော့သူ့လောက်စားတတ်တဲ့သူကမရှိဘူးလို့ပြောရမယ်။သူက9တန်းလောက်ထိတော့ကျောင်းနေခဲ့ဘူးတယ်။အင်္ဂလိပ်တွေထံမှာစရေးလေးအဆင့်နဲ့အမှုထမ်းခဲ့တယ်ဖြစ်ပြီးတော့အင်္ဂလိပ်လိုလဲမှွတ်နေအောင်ပြောနိုင်ဖတ်နိုင်တယ်။မြန်မာစာအနေထားဖြစ်လဲသူ့အဲခဲမှာရှိနေတဲ့စာအုပ်ဗီဒီယိုတွေကစာပေတွေကိုကြည့်ခြင်းအဖြစ်၎င်းသူပြောဆိုနေတာတွေကိုနားထောင်ခြင်းဖြင့်၎င်းသူ့အဆင့်တန်းကိုတော့သိနိုင်တယ်။ကျွန်တော်ကလည်းကျောင်းဆင်းအပြီး ရှီမိုးချိုးကထမဲစားတော့ပြီးမှညနေမှောင်လို့လို့အချိန်၌ရွာထဲကိုထွက်လာကြတယ်။ဥပမင်းနေထိုင်သည့်အိမ်ဝင်းကြီးမှာရွာပြင်ဖုန်ကြီးကျောင်းနဲ့ကက်လျက်ရှိပြီးတော့သူ့အိမ်ကြီးကဖုန်ကြီးကျောင်းနဲ့အပြိုင်ကြီးကျယ်ခမ်းနားလာပြီးတိမ်လုံးကိုလည်းကျုံးပြင်းကလို့နေနေပဲစောက်ထားပြီးတော့တိုင်တွေကလည်းအလုံးအတိုင်းနေဖြစ်တယ်။အိမ်ကြီးကိုအစင်းမြင်းမြင်းနဲ့လှပမုံမှန်ထားပြီးတော့တိမ်လုံးကိုရေနံတွေဝအောင်လဲတုတ်ထားတဲ့အတွက်အိမ်မဲကြီးလို့လည်းအရက်ကခေါ်ကြတယ်။လာဆရာအဖေကအပေါ်ထက်မှာ ကျွန်တော် channel ဝင်လိုက်ဒီနေ့ဥပမင်းရဲ့တာကြီးမောင်စောလူကအကျိုးဆိုပြီးတော့ကျွန်တော်ကိုအိမ်အပေါ်ဓာတ်ကိုခေါ်သွားတယ်။အပေါ်ဓာတ်ရင်အောင်လိမ့်မိန်ကြီးကိုထောင်းထားတဲ့ပြင်လင်းထိန်နေတာပဲ။ဥပမင်းကကရင်မော်ရင်ခေါင်းများကိုကြောမီပြီးထိုင်ကစောက်တို့ကိုဖတ်နေတယ်။ဆရာကြောက်ပါခင်ဗျာ။ဟုတ်သူကစောက်ကိုပိတ်ခါဘေးနားတွင်ချလိုက်ပြီးတော့ပြောလိုက်လေတော့တယ်။ကျွန်တော်ခြေထောက်တွေမထောက်နိုင်လို့ဒီအတိုင်းနေမယ်နော်။သူ့ခြေထောက်တွေကဖောရောက်နေတာ။ရပါတယ်ခင်ဗျာ။နေတာတလို့နေပါ။ရပါတယ်ရပါတယ်။ဒါနဲ့ကျွန်တော်ကိုခေါ်ရတဲ့အကြောင်းကမောင်စောလူခင်ဗျားအဖေ တားရီသမီးတွေမြေးတွေချိမတွေအားလုံးခေါ်လိုက်စမ်းကွယ်ဟုတ်ကဲ့ဖေတားပြည့်သူစောလူကအိမ်ပေါ်ကနေပြန်ဆင်းသွားတယ်ဆရာဒီရွာမှာကကျွန်တော်နဲ့စကားပြောနိုင်တယ်သူဆိုလို့ဆရာတယောက်ဝယ်ရှိတာဒီညဆရာကိုတိုင်ပြင်ခဲ့ပြီးတော့ပြောစရာရှိလို့ပါဘာများလဲခင်ဗျာသူတို့လာပါလိမ့်မယ်ဆရာဆရာရည်နေတဲ့လက်ဖက်ကလေးလေးသုံးဆောင်ပါဦးဟုတ်ကဲ့မကြမီသူ့မိသားစုအားလုံးဒီပါအိမ်အပေါ်ကိုရောက်လာကြကဂရေပလဲတွင်ဝိုင်းထိုင်နေကြတော့တယ်စုံမီလားဟဲ့ အဖေသမန်ရွှေခဲတော့နွားလိုက်ရင်လည်းပြန်မလာသေးဘူးအေးမကြီးဘူးတားရီသမီးတွေအားလုံးဆုံလာဆုံနေဖေးကဲဒါဆိုရင်ငါပြောမယ်တေးသေးချာချာနားထောင်ဟောဒီဆရာရှေ့မှာတိုင်နေပြီးတော့ပြောခဲ့မယ်သူကခေတ္တစကားရက်လိုက်ချိန်မှာတော့အားလုံးကဂရင်မော်ရှိသူ့ထံကိုစိတ်ဝင်စားစွာနဲ့ကြည့်နေကြတယ်ငါသေးရင်ဖုံးကြီးမပင့်နဲ့တရဏဂုံမတင်နဲ့ငါအလောင်းကိုမီးမရှုံနဲ့ခုမသွင်းနဲ့အလောင်းကိုမြေပဲမြုပ်လိုက်ကြအခေါင်းကိုလှူလိုက်ကြပြီးတော့ရက်လေလေမလုံးနဲ့အင်ကိုပဲဖုံးကြီးမှပင့်ပြီးတော့စွန့်တော်တာတွေအမြဝေတာတွေမလုံးကြနဲ့နားလဲပြီလား ဒီစကားကိုဟောရီကျောင်းဆရာကြီးကိုတိုင်တယ်ပြီးပြောတယ်အတန်ကျက်ဆက်တွေဘာတွေမဖွင့်နဲ့ဒီနေ့တည်းအချိန်ရှိသေးရင်ဒီနေ့ချလိုက်မမီရင်နောက်နေ့ချစုံရက်မရက်တွေမရွေးနဲ့ဘယ်သူမှမငိုနဲ့ငါအလောင်းကိုမကစားနဲ့လှဲဖို့ကိုအကောင့်တင်ပြီးချက်ချင်းချတင်းချိုင်းကြရင်လည်းမြေဖုတ်လိုက်ကြကြားလားဟုတ်ဟုတ်ဟုတ်ကဲ့ပါ ။သားကြီးကသူ့အဖေကလေးမေးတင်ထိုင်းနဲ့ပြောလိုက်တယ်။ထပ်ပြောမယ်။ဘယ်ဖုံးကြီးမှပင့်เสียရမလို့ဘူး။ငါသိရင်ငါဘာသာအေးစစ်စစ်ထွက်သွားမှာ။ငါဘဝမှာမကောင်းတာတစ်ခုမှမလုပ်ခဲ့တဲ့သူဆိုတော့ငါသိရင်ဘယ်ရောက်မယ်၊ဘာရောက်မယ်၊ညာရောက်မယ်ဒီဆိုတာကအစွဲထားเสียရမလို့ဘူး။မင်းတို့စီလည်းပြန်မလာဘူး။ကျွန်တော်ကထူးဆန်းသောမှတ်တမ်းကိုနားထောင်ရင်အံ့အားသင့်နေတဲ့ဖြစ်ပါဇက်အဟောင်းသားဖြစ်နေမိတယ်။ကဲငါပြောတာနားလည်ရင်သွားကြတော့အလုပ်ရှိတာလုပ်ကြ အားလုံးအိမ်ပေါ်ကနေပြန်ဆင်းသွားကြလေတော့တယ်နောက်ဆုံးအိမ်အပေါ်ထက်တွင်တော့ဥပမျက်နဲ့ကျွန်တော်နှစ်ဦးသာချန်ခဲ့တော့တယ်ဆရာကြီးရင်းနှီးချမ်းလေးတစ်ခါလောက်တော့ကန်းဆက်ပါဗျာကျွန်တော်ကသူ့ကိုရင်းနှီးတစ်ခါကမ်းပေးလိုက်တယ်သူကလည်းရင်းနှီးကိုမှုတ်တောက်ရင်းကဆရာကျွန်တော်တင်မှာခဲ့တာတွေကိုဆရာကိုတိုင်တယ်ပြီးမှားရတာကျွန်တော်ကဘာဖြစ်လို့တိုင်တယ်ရတာလဲခင်ဗျာကျွန်တော်မကြိုက်တာတွေကိုသူတို့လုံးမဆိုးလို့ပါဆရာဆရာကြတော့ကျွန်တော်အိမ်ကသားသမီးတွေအားလုံးနှိမ့်ပါကိုစာတင်မှုတာဆိုတော့ကျွန်တော်မရှိရင်လည်းသူတို့ကြောက်ရမယ်သူဆိုလို့ဆရာပဲရှိတာလေ ဥယေဥမာတာတွေကစမ်းလုံးလို့ကျွန်တော်ဘာပြောမှန်းတော့မသိတော့ပါဘူးခင်ဗျာ။ဘာတွေများစမ်းနေလို့တော့ဆရာရဲ့ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ကဥစကားကစမ်းမနေဘူးလားခင်ဗျာ။ဥသိရင်ဖုံးကြီးတွေကိုလည်းအိမ်မလာစေနဲ့။တရဏဂုံမတင်နဲ့စွန့်မသွန့်နဲ့အမျက်မဝင်နဲ့ဆိုတော့ကအစွန်းရောက်လုံးမနေဘူးလားခင်ဗျာ။ထုံညာကကျွန်တော်နဲ့ဥပမင်းတို့ညံ့တဲ့တဲ့ထီဆွေးနွေးခဲ့ကြပါတယ်။ဆွေးနွေးကြည့်တဲ့အကြောင်းအရာများကတော့ပညာတတ်စာလုံးဖတ်လုံးသောသူတယောက်ဖြစ်သည့်အားလျော်စွာအလွန်ကြိုးချောင်းသင့်လျော်လှတယ်ဆိုတော့လေကျွန်တော်ချရည်ရမဖြစ်နိုင်ပါ။ ဥပမာကိုကျွန်တော်ကဗုဒ္ဓဘာသာကိုအလွန်ကိုင်းဆိုင်သူတယောက်လို့ထင်ထားတော်လဲထုံညကတိရဒီမှာသူဒီဘာသာမဲ့တူဖြစ်နေခြင်းပဲသူ့ရဲ့အပေါ်ထက်တွင်ဖျားစင်မရှိမှထိုအချိန်မှကျွန်တော်သတိထားမိတာကျွန်တော်မထင်လောက်အောင်ကိုဖြစ်သွားခဲ့တာဥပမာက ဖုန်ကြီးကျောင်းတိမ်ကျောင်းကိုပြင်ဆင်ပေးရတယ်။တဦးတည်းမှဒီကအကုံကြခံဆောက်ပေးသူဖြစ်တယ်။ကျွန်တော်ကျောင်းတွင်လည်းအိမ်သားလေးလုံးကိုလည်းသူတယောက်တည်းအကုံခံပြီးတော့ဆောက်ပေးတာ။ရွာနေရွာချောင်းတရားကိုလည်းသူပဲဆောက်ပေးခဲ့တာ။နှစ်စဉ်ရွာဦးဖျားပွဲတွေကိုလည်းပွင့်ကားမယ်ဆိုရင်လည်းသူကအများဆုံးထုတ်ပေးတဲ့သူ။ကောင်းမှုကုသိုလ်ကိစ္စမှန်သမျှကိုလည်းလက်မနေတဲ့ဥပမင်းကကျွန်တော်ဘာမှမကိုးကွယ်ဘူးစီယား။ ဒါပေမဲ့သားသမီးတွေကိုတော့သူတို့အမိသဘောဆိုပြီးတော့ခွင့်ပြုပေးထားတာ။ဒါကြောင့်ကျွန်တော်အိမ်မှာကျွန်တော်နေတဲ့နေရာကဖခင်ရှင်ရှိဘူး။ကလေးတွေနဲ့သူ့အမိတွေနေတဲ့နေရာအောက်ထပ်မှာတော့ဖခင်ရှင်ရှိတယ်။ဒီအိမ်မှာကျွန်တော်တယောက်ပဲဘာမှမကူးကွယ်တာ။ကွယ်လွန်သွားတဲ့ကျွန်တော်မိမကလည်းကဘာပေါ်မှာ तू ကိုးကွယ်လို့ရသမျှအကုန်လုံး तू ကိုးကွယ်တာကြီးပဲဗျာ။ သူကအားရပါရအော်ရဲလိုက်တော့တယ်ညာနေပြီဖြစ်တဲ့ပေကျွန်တော်သူ့ကိုနှုတ်ဆဲပြီးတော့ပြန်လာခဲ့တာသူ့နောက်ဆုံးစကားမှာဆရာကြီးမြတ်စွာဘုရားကတေဆုံးသွားတဲ့သူတွေကိုအထူးသဖြင့်ပေတာပုံမှာရောက်နေတဲ့သူတွေအတွက်ဆွေမျိုးသားချင်းတွေကကောင်းမှုကုသိုလ်တွေပြုလုပ်ပြီးပြီးအမျှဝေတဲ့အခါတာတို့ခေါ်နိုင်ရင်သူခံစားနေရတဲ့ဆင်းရဲဒုက္ခတွေကနေလွတ်မြောက်နိုင်တယ်လို့ဟောကြားခဲ့တယ်နော်အဲ့တော့ပေတာပုံမှာရောက်နေတဲ့သူတွေအတွက်ပဲဗျာကျွန်တော်သိရင်ပေတာပုံရောက်မယ်လို့ဆရာထင်သလား မထင်ပါဘူးခင်ဗျာဥကကောင်းမှုတွေအများကြီးလုပ်ခဲ့တဲ့သူပဲဒါကြောင့်ပြောတာကျွန်တော်ကပေဒဘုံရောက်မဲ့သူမှမဟုတ်တာသူတို့ပြောနေတဲ့နတ်ပြည်လူပြည်ကိုပြန်ရောက်နေရင်လေအမြတွေဝေးကောင်းမှုတွေလုပ်ပေးနေရတဲ့အလကားဖြစ်တော်မှာပေါ့ဒါကြောင့်ကျွန်တော်သိရင်အေးစေးစေးပဲသွားပြစီစရာရာ ကျွန်တော်သူနဲ့အငင်းကုန်မလုပ်ခဲ့ပါသူလည်းလွတ်လပ်စွာယုံကြည်ခွင့်မယုံကြည်ခွင့်ရှိတယ်လို့ကျွန်တော်လည်းကျွန်တော်ခံယူချက်နဲ့ကျွန်တော်ဖြစ်တယ်သူနဲ့ကျွန်တော်ညာရှင်းနိုင်ခန့်စကားတွေပြောခဲ့ကြခြင်းသည်ကျွန်တော်တို့နှစ်ယောက်တွေ့ဆုံခဲ့ရသည့်ကာလအတွင်းအချိန်အကြာဆုံးပြောဆိုခဲ့ရခြင်းပဲဖြစ်တယ်နောက်သုံးရက်ကြာမှတော့ဥပမေကွယ်လွန်ခဲ့တယ်ကျွန်တော်သူသေဆုံးတဲ့အကြောင်းကြားတာနဲ့အိမ်ကိုရောက်သွားခဲ့တယ်သူကွယ်လင်ချိန်မှာတော့မနက်ရှင်းနိုင်ခန့်ဖြစ်သည်ဖြင့်နေချင်းအတုပတ်ချရန်စီစဉ်ကြတယ်ကျွန်တော်ကတော့အိမ်ဦးကဥပမေအလောင်းကရင်ပေးမှထိုင်နေတယ်သားတွေသမီးတွေဘာလို့မြင်နီးဆိုတာကိုကြည့်နေတယ် ်သူတို့ဖေမာတဲ့အတိုင်းပဲနေချင်းအတုပဲချရတယ်ကျုံခေါင်ကြီးကြီးကိုဖုန်ကြီးကြောင်မှသွားလှူတယ်မြေမြုပ်တကြူတယ်မြေဒီဖုန်ကြီးကိုမျှပင်ချင်းမရှိလိုက်ဖို့သူကလည်းဆယ်ယောက်လောက်သာရှိတာရွာထုံးတဲ့အရာတေးလျင်တပတ်ထားသည်ဖြစ်ရာမထိမတ်တဲ့အတုပဲကြောင့်လိုက်မပို့နိုင်ကြခြင်းပဲဖြစ်တယ်ရဲလဲလဲစုံမကြွေအတန်ကျက်ဆက်လည်းမထောင်သူ့ဖေမာသည့်အတိုင်းကျောင်းကိုလာပြီးတော့ကျောင်းရှိကလေးတွေအားလုံးကိုလည်းစက်သားဟင်းပဲဟင်းငပိကျော်နဲ့ထမင်းလာကြွေးတယ်ဖုန်ကြီးကြောင့်ကိုလည်းစွန့်ကြိမ်ပို့တယ် ဇလဲလေးကဒီမာရီပြီးဆုံးသွားပါပြီရှင်ဇလဲလေးကိုရေးသားပေးတဲ့မိုးရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်